က်ဆောင်အားနဲ့စိတ်ပန်းဆိုင်ရာတွေနဲ့ပတ်သက်ပြီးတော့အထောက်အကူပြုမယ် content လေးတွေ tips လေးတွေ knowledge လေးတွေကိုမျှဝေပေးနေတာဖြစ်ပါတယ်ဒီနေ့ episode လေးမှာတော့ကျမတို့ငလင်းနဲ့ပတ်သက်ပြီးတော့မိမိရဲ့နေအိမ်နေဆုံးရှုံးလိုက်ရတဲ့သူတွေအတွက်ကိုစိတ်ပန်းဆိုင်ရာ ဘလိုမျိုးချင်းချင်းခင်ခိုင်နဲ့ဆက်သွားမယ်ဆိုတဲ့အကြောင်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်။အရောပထမဦးစွာကိုယ့်ရဲ့အိမ်ကိုဆုံးရှုံးလိုက်ရတယ်ဆိုလို့ရှိရင်အိမ်ဆိုတဲ့သဘောတဘာဝသည်ကျမတို့ဒီလို concrete တွေနယ်ရန်တွေအမိုးတွေဆုံးရှုံးလိုက်ရတာတခုတည်းမဟုတ်ဘဲနဲ့ကျမတို့ရဲ့စိတ်လုံးဂျုံနေနေရကျမတို့ရဲ့ privacy ဖြစ်စေတဲ့နေရ identity တခုနောက်ဒီအိမ်ထဲမှာကျမတို့ဖြတ်တန်းခဲ့တဲ့အမတ်တရားများစွာဘဝတခြားအောင်လုံးဖြတ်တန်းခဲ့တဲ့အမတ်တရားတွေလို့လည်းပြောလို့ရတာပေါ့နော်ပြီးရင်ကိုယ့်ရဲ့ထိ ंछ ုပ်လို့ရတဲ့နေရာလေးပေါ့အိမ်ဆိုတဲ့အရာမှာကိုယ်သဘောကိုယ်စိတ်ကြိုက်လေးလှုပ်ဆောင်နေလို့နိုင်ခွင့်ပေးတဲ့နေရာလေးလို့လည်းပြောလို့ရတယ်ဆိုတော့ဒါလေးတွေအကုန်လုံးကိုယ်ဆုံရှုံလိုက်ရပြီဆိုလို့ရှိရင်ကျမတို့မှာဇွင့်ပူပန်တော့ကရရောက်လာတယ်ကျင်းရည်တူဖြစ်စင်နေကျမတို့ဖြစ်တယ်ဝမ်းနေပူဆွေးတော့ကရဖြစ်တယ်ဒါပေမဲ့လည်းကျမတို့ ဒီပစ္စည်းဥစ္စာတွေရုံရှုံလိုက်ရပေမဲ့လည်းကျမတို့ကိုယ့်ရဲ့ခွန်အားတွေစိတ်ဓာတ်ခွန်အားတွေရုပ်ပိုင်းဆိုင်ရာခွန်အားတွေဆုံးရှုံးလိုက်ရတာမဟုတ်ပါဘူးလို့ကျမအရင်ဆုံးတတိလေးပြချင်ပါတယ်အဲ့တော့ကျမတို့အခုဒီလိုဆုံးရှုံးမှုရဲ့နောက်ကွယ်မှာဘယ်လိုနေထိုင်ဖြတ်သန်းကြမလဲပေါ့နော်အဲ့တော့နံပါတ်1အနေနဲ့ကျမတို့အခုဒီအိမ်ကြီးမှာမနေရတော့ပေမဲ့ကိုယ်ပဲနေရာလေးမှာပဲနေနေကိုယ့်အတွက်အသေးလေးတွေကိုယ်ပါ control လုပ်လို့ရတယ်ကိုယ်ဝတ်နေတဲ့အဝတ်လေးတွေကိုတန်တန်ပြတ်ပြတ်နဲ့ဝတ်တာမျိုးလေးတွေဒါမှမဟုတ် ကိုလုံလိုက်တလောက်ကိုရဲ့ control ထဲမှာအာကို control လုပ်လို့ရမယ့်အရာလေးတွေကိုစ조사ပြီးတော့ control လုပ်ကြည့်ပါအကယ်၍ကိုကခုနကင်ဒီမှာနေတယ်ဒါမှမဟုတ်ဒီတနေရရမှာပြောင်းရွှေ့နေထိုင်ရတယ်ယာယီနေထိုင်ရတယ်ဆိုပေမဲ့လေအဲ့ကိုနေထိုင်တဲ့အဝင်းအဝိုင်းလေးကိုတန်တန်ရှင်းရှင်းတတ်တတ်ရရ ကိုထိန်းချုပ်လို့ရတဲ့အရာလေးတွေကိုစနစ်တကျလေးထားပြီးတော့ကျမတို့နေထိုင်ဖြတ်သန်းလို့ရပါတယ်နောက်တစ်ခုကအရေးကြီးဆုံးကကျမတို့ဒီနေ့တတူဘဝမှာလုပ်ငန်းဆောင်တာလေးတွေလုပ်နေဖို့လိုအပ်ပါတယ် daily routine လေးပေါ့နော်ကျမတို့မနေ့ပဲချိန်လေးထားမလဲရေလေးတွေတောက်မလားဘယ်ချိန်လေးအာ coffee လေးတောက်မလဲဘယ်ချိန်ကြလို့ရှိရင်ဘာလေးတွေလုပ်မလဲကိုယ့်ရဲ့တကူရေတခါရလုပ်မဲ့လုပ်ငန်းစဉ်လေးတွေကိုကျမတို့နေ့တတူဘဝမှာရှိနေဖို့လိုအပ်ပါတယ်အဲ့တော့ဒီလိုမျိုးတိတ်တိတ်လေးအမှုအကျင့်လေးတွေကကျမတို့ကိုပြန်ပြီး ီးတော့စနစ်တကျလေးပြန်ဖြစ်အောင်နောက်ကိုကိုကို control လေးတွေပြန်မိအောင်လို့ကိုကိုလှုံ့ဆော်ပေးမှဖြစ်ပါတယ်နောက်တစ်ခုကလည်းတနည်းအားဖြင့်ကိုကိုကိုစိတ်ပန်းဆိုင်ရာညင်သက်အောင်ကိုတူကိုထလုံနိုင်အောင်လေးလည်းပံ့ပိုးပေးမယ့်အရာမျိုးလေးဖြစ်ပါတယ်ပေါ့နော်နောက်နံပါတ်2ကကျတော့ကျမတို့ခုနအိမ်ဆုံးရှုံးလိုက်ရပြီဆိုရင်တော့ကျမတို့အရင်တော့ပတ်ဝန်းကျင်ပုံစံမျိုးနဲ့နေလို့ရတော့မှမဟုတ်တဲ့အတွက်ကြောင့်မလို့အခုဘယ်လိုပတ်ဝန်းကျင်မျိုးပဲကိုနေနေနေကိုဒီလူသားတွေအတွက်ကျမတို့ human connection ကအရေးကြီးပါတယ်အဲ့တော့ကိုကကိုရှိ တဲ့ပတ်ဝန်းကျင်လေးတစ်ခုမှာကိုယုံကြည်ရတဲ့သူကိုယုံကြည်ရတဲ့တငယ်ချင်းမိတ်ဆွေဒါမှမဟုတ်မိသားစုသူတို့တွေနဲ့လိကတ်စွာနေပါကိုတို့အာကိုရီမာတနေ့တနေ့စားဖို့တောက်ဖို့နေဖို့ထိုင်ဖို့မှလည်း sharing လေးတွေလုပ်ရင်းနဲ့နေလို့ရပါတယ်ညဝေခံစားပါအတူရှိပေးပါနောက်နေ့တတူဘွားဖြစ်တဲ့နဲ့လုပ်ငန်းစဉ်တွေမှာကျမတို့ဘာသာရေးအရာပဲဖြစ်ဖြစ်ကိုရဲ့စိတ်ပိုင်းဆိုင်ရာလေးကိုနေ့စဉ်လုပ်လို့ရမယ့်အရာတရားထိုင်တာဒါမှမဟုတ်ဆူတောင်းတာအဲဒါမှမဟုတ်နေဝင်နေထွက်လေးကြည်တာအ တော့ကိုလုံနိုင်ကိုင်းနိုင်တဲ့အနေထားကိုပဲဥစွာလုံရင်းနဲ့ကျမတို့နေ့တတူဘဖြတ်တန်းတဲ့လုပ်ငန်းစဉ်လေးတွေကိုရင်းနေတဲ့လုပ်ငန်းစဉ်လေးတွေလုပ်မယ်ပေါ့နော်အဲ့ဒီကနေမှဆင့်ကျမတို့တဖြည်းဖြည်းစိတ်လုံခြုံမှုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကကျမတို့ဆုံးရှုံးမှုနောက်မှာ grief ဆိုရက်နှာကျင်ပူဆွေးတော့ကရောက် ကြာရပါတယ်အဲ့တော့အဲ့ဒီအချိန်မှာလဲကျမတို့ဒီဒေါသတွေအရန်ထွက်နိုင်တယ်ဒါမှမဟုတ်စိတ်ထဲမှာဟာလာဟင်းလင်းဖြစ်နိုင်တယ်အာခဏခဏထထငိုတယ်ဒေါသတွေအရန်ထွက်တယ်စန်းစစ်တဲ့အရန်ဖြစ်တယ်ဒါတွေဖြစ်တယ်ဆိုရင်လဲဒါပုံမှန်ပါပဲပေါ့နော်ကျမတို့ကိုဝန်းနေတိုင်းဝန်းနေမှုဖြစ်စဉ်ဖြစ်တိုင်းမှာလဲငါ ဝမ်းထဲမှာပေါ့ငါဒီလောက်ကြီးကြီးမားမားကြီးဆုံးရှုံးသွားရတာလေဒါပေမဲ့ငါဒါကိုဖြတ်ကျော်နိုင်တယ်ဆိုတော့အတိတ်တတိလေးလည်းကိုကိုပြန်ပြီးတော့ပေးစီချင်ပါတယ်နောက်ဒီလိုခံစားချက်တွေဖြစ်တဲ့အရာဒီဒီခံစားချက်တွေကကိုကိုဆွဲချပြီးတော့ဝိဖြစ်သွားမှာမဟုတ်ပါဘူးဒါပေမဲ့ခံစားချက်ကိုမှန်ကန်စွာဂိုင်းတွယ်ရင်းနဲ့အချိန်လေးပေးပြီးတော့ဖြတ်တမ်းမယ်ဆိုလို့ရှိရင်ကိုကိုကိုကူစားနိုင်တဲ့အနေအထားတစ်ခုကိုရောက်မှာပါအဲ့ဒါကိုကျွန်မယုံကြည်ပါတယ်နောက်နံပါတ်၄အနေနဲ့ကတော့ကျွန်တော်တို့ဒီ24နာရီအတွင်း မှာဘာလေးအကောင်းဆုံးလုပ်လို့ရလဲအကုန်လုံးတပြိုင်နက်တည်းချက်ချင်းကြီးကျမတို့အဖြေရှာစရာမလိုဘူးဖြည့်ရှင်းနေစရာမလိုဘူးဒါပေမဲ့တစ်နေ့တစ်ခုလေးကို focus လေးလုပ်ပြီးအာယုံလေးစိုက်ပြီးတော့ဒီနေ့ငါနေဖို့ထိုင်ဖို့လေးစားဖို့တောက်ဖို့လေးဒါမှမဟုတ်ကိုကူညီနိုင်နေဆိုရင်လည်းကိုဘာလေးတွေကူညီမလဲဘာလေးတွေမျှလို့ရလဲပေးလို့ရလဲနောက်ကိုဒီနေ့10မိနစ်5မိနစ်လောက်ကိုအာအနာ ယူမလားကိုကိုကိုအနာယူဖို့ခွင့်ပြုမလားပေါ့နော်ဆိုတော့ဒီ24နှစ်ရီမှာကို့အတွားအာယုံဆိုင်မှုလေးကိုတစ်ခုနှစ်ခုကနေစတင်ပြီးတော့ဖြည်းဖြည်းချင်းစီအာလုတ်သွားဖို့လေကျမတိုက်တွန်းပါတယ်နောက်တစ်ခုကကျမတို့စိတ်ပိုင်းဆိုင်ရာထိခိုက်သွားရုံနဲ့မကဘူးခန္ဓာကိုယ်ကြီးရပါကျမတို့အာဒီလိုအနေထားမျိုးမှာထိခိုက်ပါတယ်အဲ့ဒါကြောင့်မလို့ကျမတို့စိတ်ဓာတ်ရာတန်ရာဆိုတဲ့မြည်တီအာစိတ်ဓာတ်ရာပေါ့နော်စိတ်ဓာတ်ရာဆိုတဲ့မြည်တီစိတ်ထဲမှာတစ်ခုလေရတာတွေမဟုတ်ဘဲနဲ့ခန္ဓာကိုယ်ထဲမှာပါသူဒီကိန်း အောင်နေတတ်ပါတယ်အဲ့ဒါလေးအတွက်ကြောင့်မလို့ကျမတို့အိယာနိုးတာပဲဖြစ်ဖြစ်အိယာဝန်ခံနေပဲဖြစ်ဖြစ်မှာကျမတို့ ဒီပြပြပြန်ပြောင်းလေးဖြစ်အောင်လို့ stretching ပေါ့နော် gentle stretch ဖြည်းဖြည်းလေးတွေအကျိုးဆန္ဒလေးတွေလုပ်တယ်အအညောင်းဖြည်တယ် stretching လေးတွေလုပ်တယ်နောက်ကိုကရှိတဲ့နေရာလေးမှာအတိုင်းတာတူတူလေးဖြစ်နေသည့်တိုင်အောင်ပဲဖြစ်ဖြစ်အအရှိအနောက်လျှောက်တာမျိုးလေးတွေဒီနောက်မှာပတ်ပြီးတော့လျှောက်တာမျိုးလေးတွေလမ်းလျှောက်တာမျိုးလေးတွေလုပ်တတ်ပါတယ်လမ်းလျှောက်နေတဲ့အချိန်မှာလည်းကိုခြေလမ်းမနက်လမ်းလျှောက်ဖြစ်တယ်ကိုခုန stretching လုပ်တယ်ဆိုလို့ရှိရင်လည်းလေရှူလေထုတ်လေးတွေ focus လုပ်လို့ရတယ်အသက်ရှူဖို့လည်းကျမတို့မမေ့ပါနဲ့နောက်တစ်ခုကဒီချိန်မှာကိုယ်ဘေးနားမှာယုံကြည်ရတဲ့အသီးမိတ်ဆွေတငယ်ချင်းမိသားစုများရှိနေတယ်ဆိုလို့ရှိရင်လည်းကျမတို့လက်ကလေးတွေခြင်ပြီးအားပေးတာပဲဖြစ်ဖြစ်တယောက်နဲ့တယောက်ပခုံးလေးတွေခြင်ပြီးတော့အားပေးတာပဲဖြစ်ဖြစ်တယောက်နဲ့တယောက်ထွေးပွေတာပဲဖြစ်ဖြစ်ကျမတို့ယုံကြည်ရတဲ့သူတွေကိုပြုလုပ်ပေးပါကျမတို့ဒီလူမျိုးအထီးအတွေ့လေးတွေလည်းအင်မတန်မှလိုအပ်ပါတယ်နောက်တစ်ခုကကိုဒီကလေး ေနဲ့ပါအတူရှိပြီးတော့ဒီလိုအခြေအနေကိုဖြတ်တန်းနေရတယ်ဆိုလို့ရှိရင်လည်းသူတို့ကိုမိတဲ့မိကုံးလေးတွေကိုမှန်ကန်စွာရိုးရှင်းစွာလေးဖြည့်ပေးဖို့သူတို့ကိုလည်းအာဒီဖြတ်တန်းနေရတဲ့ဟာလေးတွေမလိမ်မညာပဲနဲ့အတူတူဖြတ်တန်းဖို့လေကျမတို့လိုအပ်ပါတယ်ဆိုတော့ကျမတို့ဒီမှာနောက်ဆုံးအနေနဲ့ ပြောချင်တာလေးကကျမတို့ဒီ physical house တွေပေါ့နော်အိမ်တွေထိတွေ့လို့ရတဲ့အိမ်တွေပျောက်ဆုံးကောင်းပျောက်ဆုံးသွားလိမ့်မယ်ပါသွားကောင်းပါသွားလိမ့်မယ်ဒါပေမဲ့ကျမတို့ရဲ့မျောလင်းချက်တွေကျမတို့ရဲ့စိတ်ခွန်အားတွေကျမတို့ရဲ့ဒီအတွေ့အကြုံကိုဖြတ်တန်းနိုင်တဲ့အရာတွေဒီဒီမှာကျင်ခဲ့မှာဖြစ်ပါတယ်ဒီလိုရှင်တန်နေခြင်းကိုကဒီလိုဖြတ်တန်းနေခြင်းကိုကဒါကတည့်ရဲ့ပိုင်ဆိုင်မှုဖြစ်နေပါပြီအဲ့တော့ကျမတို့ဒီအရေးကြီးဆုံးကျမတို့စိတ်ထဲကစိတ်ခွန်အားကျမတို့ယု ံကြည်မှုတွေကျမတို့ရှေ့ဆက်ရမယ့်အရာတွေအတွက်ရှိသမျှပိုင်ဆိုင်မှုတွေဒီလိုပိုင်ဆိုင်မှုတွေဒီဘယ်ငယ်မြင်းကလေးရမ ကိုစီကလည်းယူသွားလို့မရဘူးဘသူစီကမှလည်းကျမတို့စီကလားခိုးယူမှုလုပ်လို့မရဘူးအာဓမြတိုင်းမှုလုပ်လို့မရဘူးဒီစိတ်ဓာတ်ခွန်အားဒီအတွေ့အကြုံဒီအတွေ့အခွန်နဲ့ယုံကြည်မှုတွေဒီအင်မတန်မှရည်ကြီးပါတယ်ဆိုတော့ဒါလေးတွေမပြောင်းဆုံးအောင်ရဒါလေးတွေပုံမှုပြီးတော့တန်ပါအောင်ရကျမတို့အတူတူလေးဖြတ်တန်းကြမယ်အတူတူလေးလုပ်ကြပါမယ်အတော့အားလုံးနဲ့လည်းကျမတို့အတူတူရှိနေပါတယ်လို့ပြောရင်းနဲ့ကျမဒီနေ့ session လေးကိုဒီမှာပဲနောက်ခွင့်ပြုပါဦးเนาะ နောက် episode တွေမှာအားလုံးနဲ့ပြန်လည်ဆုံတွေ့ပါဦးမယ်ရှင်